မင်္ဂလာပါရှင်ဒေါ်လန်နေ့လေခင်ပါလို့ပြည်သူအပေါင်းကိုနှုတ်ခွန်းဆက်သလိုက်ရပါတယ်။2025ခုနှစ်ဇွန်လ20ရက်နေ့ရဲ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ကျွန်မကတော့စူဇီပါ။ဒီကနေ့နေ့လေခင်မှာထူးထူးခြားခြားမြင်တွေ့ရတဲ့သတင်းတွေထက်ကပထမဆုံးသတင်းတစ်ပုဒ်ကတော့စစ်ရှုံးကောက်စီလက်ထက်မှာဖြစ်ပျက်နေတဲ့မြင်ကွင်းရုပ်တံတစ်ခုကိုကြည့်ရှုကြရမှာပါ။နောက်ထပ်သတင်းကတော့တောင်တာမြို့နယ်မှာဒေါ်လန်ရေးတက်တွေကလုံချုံရေးစစ်ဆေးခြင်းမှာကပ္ပဆ22ကတက်ကြည်အောင်မျိုးကိုအရှင်ဖမ်းမိလိုက်ပါတယ်။ စစ်ရင်တန်းတိုက်ခိုက်ခံရပြီး9ဦးသေဆုံးက KYN နဲ့ရိတ်ခါတွေတင်းစီရမိခဲ့တယ်လို့သိရပါဗျ။ချင်းတော်လန်ရဲ့လက်နက်ကင် အားလုံးစုစည်းညီညွတ်စွာနဲ့ဘုံရန်သူစစ်ရှုံးကောင်စီကိုတော်လန်တိုက်ထုတ်ဖို့ချင်းတပ်ဖွဲ့၁၈ခုကပူးတွဲကြေညာလိုက်ပါတယ်။မလေးရှားထိန်းသိမ်းရေးစခန်းရောက်မြန်မာတွေနှိမ့်ဆက်ခံရမှုရှိတယ်လို့45 Rice ကထုတ်ပြန်လိုက်ပါတယ်။ဒီသတင်းတွေနဲ့တူဒီကနေ့နေ့လေခင်ရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ပထမဆုံးမြင်တွေ့ကြရတာကတော့စစ်ရှုံးကောင်စီလက်ထက်မှာဖြစ်ပျက်နေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ဒါကတော့ဒီဗီဒီယိုဖိုင်ထဲမှာကိုရင်တောင်မှမဟုတ်ဖုန်းကြီးနှစ်ပါးမှာတပါးကောင်မလေးနဲ့တွေ့နေတာကိုတပါးကထီးနဲ့꿰ပေးထားတာဖြစ်ပါတယ်။လူသွားလူလာတွေရှိတဲ့နေရာတစ်ခုလိုလည်းယူဆရပါတယ်။ဒါဟာတန်ကအတူအယောင်တွေရဲ့သာသနာပေါ်စော်ကားတဲ့ဖြစ်ရပါ။အင်မတန်ရုပ်ဆိုးအကြီးတန်းပါတယ်။ အရင်ရက်ကဆိုလို့ရှိရင်လည်းဒီចောင်းသူတဦးကိုတခြားចောင်းသူတွေကအောက်စုဖွဲ့အနိုင်ကျင့်နေတဲ့ရုပ်တံဖိုင်တစ်ခုကိုလည်းတွေ့ခဲ့ရပါသေးတယ်။နောက်ထပ်နာဆင်ကြအောင်မယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းမှာရှိတဲ့လမ်းမိုက်တနေရာမှာလုံခြုံရေးစစ်ဆေးရှင်စစ်ရှုံးကောင်စီတပ်ဗမတက်တက်ကြီးအောင်မျိုးကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့တောင်တာမြို့နယ်ပါကဖတာဝန်ရှိသူတဦးကပြောပါရယ်ဇွန်လ18ရက်နေ့ကတောင်တာမြို့နယ်အတွင်းမှာရှိတဲ့လမ်းမိုက်တနေရာမှာတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်တွေက လမ်းပိုင်းလုံခြုံရေးစစ်ဆေးပြုလုပ်ခြင်းဘကိုးတိုင်းတာကီယတက်မတော်အကြီးစားဆက်ယုံမှာတာဝန်ထမ်းဆောင်နေတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီရဲ့လက်အောက်ခံတက်ချက်ကြီးအောင်မျိုးကိုမြမစီးပွားရေးဗန်းဆောင်မပုံတင်ရင်မောင်းလိုင်းစဉ်တမတ်သားရွှေလက်စုတကွင်းတို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။သူကဘကိုးတာကီယဘက်ကနေမကွေးတိုင်းအခုတ်ကူခိုင်မြိုင်မြို့နယ်ဘက်ကိုမြမစီးပွားရေးဗန်းမှာအတ်ထားတဲ့သူ့ငွေကြေးလေးထုတ်ရင်းခွင့်နဲ့သွားလာလို့သိရတယ်။ လက်ရှိတော့သူ့ကိုဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေရဲ့သူ့စီကတရင်အချက်အလက်ပါညာရဖို့စစ်ဆေးနေတော့မယ်လို့တောင်တာမျိုးနယ်ပကဖကတာဝန်ရှိသူတို့ကပြောပါတယ်တောင်တာမျိုးနယ်အတွင်းမှာမြို့ပေါ် area ကလွဲပြီးတော့ကျေးရွာတွေနဲ့မြို့နယ်အချက်အချာကြားလမ်းတွေကိုတော်လိုင်းရေးတပ်တွေကထိန်းချုပ်ထားပြီးတော့တော်လိုင်းရေးတပ်တွေနဲ့စစ်ရှုံးကောင်စီတပ်တွေအကြားတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းလည်းသိရပါတယ်ရှင်နောက်ထပ်နာဆင်ကြားမယ့်သတင်းကတော့ ပဲခူးတိုင်းတောင်ငူမြို့နယ်ထိုးဝါချောင်းကျေးပါအနီးတောင်ငူလိပ်တိုလမ်းမှာစစ်ရှုံးကောက်စီရင်နံတိုက်ခိုက်ခံရပြီးတေဆုံးသူရှိကကြည်မျိုးစုံနဲ့ရိတ်ခါတွေလည်းဒိစီခဲ့တယ်လို့ဒီကနေ့ဇွန်လ20ရက်နေ့မှာတောင်ငူခရိုင်တပ်ရင်း3500နဲ့တပ်ခွဲတက်ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ18ရက်နေ့မနက်9:00ခွဲမှာလိပ်တိုကနေတောင်ငူဘက်ကိုပြန်ဆင်းလာတဲ့ကားငါးစီးနဲ့အင်အား80ကျော်ပါရင်နံကိုဓားပြတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်မှုမိနစ်40ခန့်ဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။ ။ကြောင်ကနေကန်းဒီချောင်းကနေတဆင့်လက်တို့ထုံးမိုကြီးကျော်ကိုစစ်ကြောင်းဝင်နေတာ။တောင်ကူကနေကန်းဒီချောင်းကနေတဆင့်လက်တို့ထုံးမိုကြီးကျော်ကိုစစ်ကြောင်းဝင်နေတာ။အဲ့ဒီစစ်ကြောင်းကိုချောင်းနေရာကနေလက်တို့ဘက်ကဆင်းလာတဲ့ကားတန်းကိုတွေ့လို့ပြစ်လိုက်ကြတာလို့တောင်ကူခရိုင်တက်ရင်3500နှစ်ပြန်ကြားရေးတာဝန်ခံကိုစွန်ရဲကပြောပါရယ်။တိုက်ပွဲအတွင်းမှာစစ်ရှုံးကောက်စီတပ်ဘက်ကငါးဦးထက်မနည်းတင်ဆုံတာကိုရေပြင်တပ်ဖွဲ့တွေရဲ့တွေ့ရှိချက်အရအတီးပြုတ်နိုင်ခဲ့တယ်လို့လဲဆိုပါရယ်။ဒါပြင်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကြောကောင်စီတပ်ဖွဲ့ဝင်တွေကြံရည်တဲ့60မမ5လုံး၊ကြီမျိုးစုံ900 M14 မိုင်း၄လုံး၊လက်ပစ်ပုံ၄လုံး၊စကားပြောဆက်၄လုံး၊ကြီပေါက်၄ခု၊ဖုန်း၁လုံး။စစ်ကြောကောင်စီတပ်ဖွဲ့ဝင်တွေအသုံးပြုမဲ့ရိတ်ခါအချို့နဲ့မြေတဲကားတစ်စီးကိုသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတော့တရင်3500နှစ်တက်ခွဲ1တက်ခွဲ2 KNU တက်မဟာနေတရင်ငါလအောက်ခံကန်ဒီချာဒေတာကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ13ရက်နေ့14ရက်နေ့တွင်မှာလဲတောင်ကူဘက်ကနေအင်အားနေရာခန့်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဂျိုဝါချောင်းစိတ်ကုန်းနဲ့ထုံးပေါ်ကြီးကြေးရော်တွေအနီးတိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ကိုဆွန်ရဲကပြောပါရယ်တိုက်ပွဲတွေကြောင့်စိတ်ကုန်းထုံးပေါ်ကြီးဂျိုဝါချောင်းကြေးရော်တွေကဒေသခံ3500ကျော်ဟာနေရက်စွန့်ခွာထွက်ပြေးနေရတာတပတ်ကျော်ရှိနေပြီးတော့စစ်ကြောင်းကလည်းအဲ့ဒီကြေးရော်တွေအနီးမှာဇွန်လ20ရက်နေ့ ီကနေ့အထိလက်ပတ်သွာလာနေသေးတာကြောင့်ဒေသခံတွေမှာနေရမပြန်ရသေးဘူးလို့ဆိုပါတယ်ရှင်။နောက်ထပ်နားဆင်ကြားမယ့်သတင်းကတော့ချင်းတော်လိုင်းလက်နက်ကင်အဖွဲ့အစည်းတွေအလုံးစီးလုံးညီညွတ်စွာစုဖွဲ့ပြီးဘုံရန်သူဖြစ်တဲ့ဆစ်ရှုံးကောင်စီကိုတော်လန်တိုက်ထုတ်ဖို့ချင်းတော်လိုင်းတပ်ဖွဲ့၁၈ခုကမနေ့ကဇွန်လ၁၉ရက်နေ့မှာပူးတွဲကျင်းပလိုက်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကနေပြီးတော့ပြည်သူအာဏာကိုလူယူသိမ်းပိုက်တာကြောင့်ပြည်သူလူထုကနေဥဆောင်တဲ့ ရွေဦးတော်လိုင်းရဲ့တန်းချိုင်ဖြစ်တဲ့အကြမ်းဖက်စစ်တပ်အမြင့်ပြတ်ခြုံငင်ရေးစစ်မှန်သော Federal Democracy ပြည်တော်စုပေါ်ပေါက်လာရေးမိမိတို့နယ်မြေလူမျိုးကိုကာကွယ်ရန်နဲ့ကိုယ်ပိုင်ပြချမ်းခွင့်အပြည့်အဝရှိတဲ့ချင်းပြည်တိဆောက်ရေးတို့အတွက်ပေါက်ဖွာလာတဲ့ချင်းတော်လိုင်းအဖွဲ့တွေအားလုံးကိုလေးစားဂုဏ်ပြုပါကြောင်းချင်းတပ်ဖွဲ့တွေရဲ့စုပေါင်းတင်ညာချက်မှာဖော်ပြထားပါတယ် ်လက်ရှိမှာချင်းပြည်အတွင်းချင်းတော်လိုင်းလက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမကြာခဏအချင်းချင်းပုတ်တိုက်မှုဖြစ်တာတွေအငင်းပွားမှုတွေမှာလက်နက်နဲ့ဖြေရှင်းအဖြေရှာမှုကြိုးပမ်းတာတွေလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြည်သူတွေအကြားစီးလုံးညီညွတ်မှုအားနည်းလာတာတွေကြောင့်ပြည်သူတော်လိုင်းခရီးဟာနောက်နေမဲမိန်သွားစေနိုင်တဲ့အပြင်ချင်းလူမျိုးတွေရဲ့တော်လိုင်းရီမန်ချပန်းနိုင်ကိုလည်းကြဆုံးသွားနိုင်တယ်လို့သတိပေးထားပါတယ်။ဒါကြောင့်လို့တော်လိုင်းလက်နက်ကိုင်အချင်းချင်းအကြမှာလေးစားမှုရှိပြီး ချင်းတစ်မျိုးသားလုံးစီးလုံးညီညွတ်ရေးအတွက်အငြင်းနဲ့မျောလင်းလျက်ရှိသောချင်းတွေဦးတော်လည်းလက်နက်ကိုင်အဖွဲ့၁၈ခုကလည်းဆိုပါတယ်။ဒါကြောင့်အချင်းချင်းအကြားမှာနားလည်မှုလွဲမားစေတဲ့အပြောအဆိုနဲ့အပြုတ်မှုတွေအလုံးကိုရှောင်ရှားပြီးဘုံရန်သူတို့သာပထမဦးစားပေးတော်လန်တိုက်ပွဲဆင်ကြဖို့နဲ့ချင်းပြည်နယ်အတွင်းမှာရှိတဲ့ဒင်းမြေဒေသမျိုးနွယ်စုအရေးဝတ်ကိုတော်လန်ရေးကာလအလွန်မှာနိုင်ငံရေးနီးလန်းဖြစ်တာအဖြစ်ရှာကြဖို့ဖိတ်ခေါ်ထားပါတယ်။ ချင်းတော်လိုင်းရဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးစီလုံးညီညွတ်စွာစုဖွဲ့ပြီးဘုံရန်သူကိုတော်လန်တိုက်ထုတ်ရန်ချင်းလူမျိုးနဲ့ပိုင်နက်နယ်မြေတွေကိုခုခံကာကွယ်ဆောက်ရှောက်ကြဖို့နဲ့ချင်းမျိုးသားစီလုံးညီညွတ်ရေးချင်းပြည်တိဆောက်ရေးအတွက်ချင်းပြည်သူလူထုနဲ့အတူစွမ်းစွမ်းတမန်ကြိုးပမ်းဆောင်ရွက်ကြဖို့အစဉ်အသင့်ရှိတယ်လို့ချင်းတော်လိုင်းရဲ့အဖွဲ့၁၈ခုကနေပူတွဲထုတ်ပြန်လိုက်ပါတယ်ရှင်ဒီကနေ့လေခရင်နောက်ဆုံးသတင်းတပုတ်အနေနဲ့မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေရဲ့ နောက်ဆင်ဖန်ဆီးမှုထဲမှာမြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ဒုက္ခသည်တွေပါဝင်နေပြီးတော့လူပေါင်း9800ကျော်ရှိတယ်လို့လူအခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့45 right ကဇွန်လ18ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ဖန်ဆီးခံရသူတွေကိုမလေးရှားအာဏာပိုင်တွေကထိန်းသိမ်းရေးစခန်းတွေမှာထားရှိပြီးတော့ရိုက်နှက်တာအဝတ်အစားတွေကိုအတင်းအကျပ်ချုပ်ခိုင်းပြီး Willis Lynn နဲ့နေစေတာနှိပ်စက်တာနဲ့တခြားအခြေခံလိုအပ်ချက်တွေရရှိမှုကို ပိတ်ပင်တားမြစ်ထားတယ်လို့45 rice ကသူတို့စုံစမ်းတွေ့ရှိထားတဲ့အချက်တွေကိုကိုကာပြောဆိုထားပါတယ်။ဒီနေ့မေလမကုန်ခင်မှာပဲမလေးရှားအာဏာပိုင်တွေကတရမဝင်ရွှေ့ပြောင်းဖမ်းဆီးရေးစီမံချက်နဲ့မြမအပါအဝင်လူပေါင်း3489ဦးကိုဖမ်းဆီးခဲ့တယ်လို့မလေးရှားပြည်ထောင်ဝင်ကြီးဌာနကအချက်အလက်ကနေဖော်ပြပါတယ်။ဒီရေအတွက်ဟာမနစ်ကနေနိုင်ရှင်နဆတိုးလာတယ်လို့လူအခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့45 rights ကဆိုပါတယ် မလေးရှားအနာပိုင်တွေကဖမ်းဆီးတာခံရဘူးသူဒါမှမဟုတ်မျက်မြင်တက်တဲ့19ဦးကို45 rest ကမေးမြန်းချက်အရဖမ်းဆီးခံရချိန်မှာနှိပ်စက်ခံရတယ်လို့လည်းပြောဆိုထားတာတွေ့ရပါတယ်45 rest ကမေးမြန်းခဲ့သူတွေထဲမှာ Ranger ရခိုင်ဗမာမွန်နဲ့ကချင်ဒုက္ခသည်တွေလည်းပါဝင်ပါတယ်ဖမ်းဆီးခံရသူတွေကိုပိုက်လုံးတွေနဲ့ရိုက်တာနှိယက်ဆွဲထိုင်ထအကျင့်တရားမကလောက်ခိုင်းတာအဝတ်အစားတွေအားလုံးချွတ်ချခိုင်းတာတွေကိုကြုံတွေ့ခဲ့ရတယ်လို့ဒုက္ခသည်တွေကဖြေထားတယ်လို့လည်းပြောပါတယ် ဖမ်းဆီးခံရသူတွေထဲမှာနိုင်ငံတကာကအကာအကွယ်ပေးဖို့လိုအပ်သူအဖြစ် UNHCR ကအတိအမှတ်ပြုကတ်ထုတ်ထားပေးသူတွေပါပါဝင်တယ်လို့45 Rights ကထုတ်ပြန်ပါတယ်။မလေးရှားအစိုးရဟာ2024ခုနှစ်မတ်လ31ရက်နေ့ကချမှတ်ခဲ့တဲ့ရွှေ့ပြောင်းနေရပြန်ပို့ရေးစီမံချက်ကိုပြီးခဲ့တဲ့မေလ18ရက်နေ့မှာနောက်တစ်နှစ်ထပ်တိုးထားတယ်လို့ကြေညာထားတာပါ။ပြည်ထရေးဝန်ကြီးကလူဝင်မှုကြီးကြပ်ရေးဌာနခွဲအနေနဲ့တရားမဝင်ရွှေ့ပြောင်းတွေကိုနှစ်ဆတိုး ရှာပွေဖမ်းဆီးဖို့ညွှန်ကြားထားပြီဖြစ်တယ်လို့သတင်းတွေမှာပြောထားပါတယ်။လူအခွင့်ရေးအဖွဲ့45 Rights ကတော့မလေးရှားအနာပိုင်တွေအနေနဲ့ထိန်းသိမ်းရေးစခန်းတွေမှာနှိပ်စက်တာနဲ့မတရားစီးနှီးဖမ်းဆီးတာကိုလုံးဝရပ်တန့်မှုတိုက်တွန်းထားပါတယ်ရှင်။ဒီကနေ့နေ့လည်းခရင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းကြောင်းလိုက်ရပါတယ်ရှင်။

ခက်ခဲပစ္စည်းစိတ်တဆွဲအတူညီကြိုးစားပြတ်ကြော်မီဖယ်ရပြီးတော့စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထဲရွေးချမီစာရာကူညီပေးမှထာဝရလက်တွေ့ညီရဲ့ရင်သွေးတော့ပြီးပြီးတတိသစ္စာညီရန်သူအားနာယူမြခြေမုံညီချင်ညီ Yeah, 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 that's right, yeah, yeah, yeah. ယုံကြည်သည်ဘာမတိဒီလူကမွေးတဲ့အောင်စင်သည်တိုက်ဝဲတိုင်းလေတိုက်ခိုင်နိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ယုံကြည်သည် Hey!